ရိုးရိုးမွေးမယ်လို့စဉ်းစားတာဖြစ်စေခွဲမွေးမယ်ဆိုပြီးတော့စဉ်းစားတာဖြစ်စေဘလို့ပဲကိုကစီစဉ်တာစီစဉ်တာအခက်မသိရင်အရေးပေါ်ခွဲစိတ်ရနိုင်တဲ့အခြေအနေဖြစ်သွားနိုင်ပါတယ်ဒီဗီဒီယိုလေးမှာတော့ဒီအရေးပေါ်ခွဲစိတ်တာကဘလို့ကြောင့်ခွဲစိတ်ရလဲဘာတွေမျောလင့်ထားနေလဲခွဲပြီးရင်ရောဘလို့မျိုးအခြေအနေရှိသွားမလဲဆိုတာကို ပြောပြထပေးတာပါတယ်ရေးပေါ်ခွဲစေးရတယ်ဆိုလို့ရှိရင်မိခင်တော်တော်များများမမျော်လင့်ထားဘဲနဲ့ဖြစ်သွားတဲ့ခါကျရင်စိတ်ပိုင်းဆိုင်ရာထိခိုက်တာစိတ်ဆီမီစီမှုများတာတွေကိုဟိုကြိုတင်ပြီးတော့ပြင်ဆင်နိုင်အောင်ဘေးပတ်ဝန်းကျင်ကပြောစကားတွေကိုနားမယောင်ပဲမိမိရဲ့မိမိရဲ့ခလေးကျမ်းမာရေးဘယ်ဂယူးဆိုင်နိုင်အောင်ဆိုပြီးတော့ဒီဗီဒီယိုလေးကိုရိုးရိုးမွေးတာခေါ်ခွဲမွေးတာရောမပြောခင်မှာစပြီးတော့ပြောလိုက်ရခြင်းဖြစ်ပါတယ်ရှင် ုံးမမင်္ဂလာပါဒေါက်တာနိုဝင်ဘလော့ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီအရေးပေါ်ခွဲစိတ်တဲ့အကြောင်းကိုမပြောခင်ကျမရဲ့ဖြစ်စဉ်လေးကိုပြပြပေးပါမယ်ကျမရဲ့ပထမကိုယ်ဝန်တော့ကယူယူမွေးဖို့စီစဉ်ခဲ့ပေးမယ်38ပတ်လောက်မှာပဲဘိုင်းနာလာတယ်ဘိုင်းနာပြီးတော့မွေးမယ်ဆိုပြီးတော့ဆေးတွေပါတယ်သွင်းပြီးလုပ်ပြီးရဲ့ချိန်မှာပဲခလေးကဒီခနာကိုကိုအချင်းကနပတ်ပတ်နေတဲ့အတွက်ကြောင့်မလို့အောက်ကိုဆက်မစင်တိုင်းပဲမွေးချိန်ကြာသွားတဲ့အတွက်ကြောင့်မလို့ခွဲမွေးလိုက်ရတယ် အဲ့တော့မှဒီအရေးပေါ်ခွင်းမွေးလိုက်ရတယ်ဆိုတော့ကိုကလည်းတိုတင်မစီစဉ်ထားဘူးပြီးတော့မျော်လင့်လာရဲလည်းဖြစ်လာတာဆိုတော့အရန်စိတ်ဖီစီပြီးတော့နှဲ့ခဲ့ရတာမို့လို့မိမိတို့လည်းအာယူမွေးဖို့စီစဉ်ထားတာဖြစ်စေဒီရချင်းနဲ့ခွင်းမွေးဖို့စီစဉ်ထားတာဖြစ်စေဒီအရေးပေါ်ခွင်းမွေးရနိုင်တဲ့အခြေအနေလေးတွေဘယ်လိုမျိုးစိတ်ပြင်ဆင်ထားရမလဲဆိုတာလေးတွေကိုကျွန်မဒါလေးကိုဆက်အရင်ဆုံးပြောပြချင်ပါတယ်ကိုယ်ဆောင်မိခင်တွေကကိုယ်ဆောင်မိမိတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အထောက်အပံ့ပြုလိမ့်မယ်လို့မျှော်လင့်ပါတယ် ပထမဆုံးနံပါတ်1အနေနဲ့ဒီအရေးပေါ်ခွဲစိတ်တယ်ဆိုတာပါလေပေါ့အရေးပေါ်ခွဲပြီးမွေးရဲဆိုတာကမိခင်ရောခလေးရောအသက်အန္တရာယ်ကင်းဖို့အတွက်ခွဲစိတ်ကုသရတဲ့လုပ်ငန်းစဉ်တစ်ခုပါဒီအရေးပေါ်ခွဲစိတ်တာကကြိုတင်မစီစဉ်ထားပဲနဲ့ဒီလျင်မြန်စွာလောက်ကြရတဲ့ဒီခွဲစိတ်မှုတစ်မျိုးပဲဖြစ်ပါတယ်ရှင်။ဒီအရေးပေါ်ခွဲစိတ်မှုကိုဘယ်လိုမျိုးအခြေအနေတွေမှာလုပ်ရမလဲဆိုရင်ခလေးငယ်ရဲ့ကျန်းမာရေးဆိုရလာခြင်း ခလေးရဲ့နှလုံးခုန်လုံးကျဆင်းခြင်းဒါမှမဟုတ်ပြဿနာရှိလာခြင်းမွေးဖွားချိန်ကြာမြင့်ခြင်းခလေးကအပြည့်မထွက်ပဲဇဒက်ညစ်နေရတဲ့အချင်းရဲ့ပြဿနာအချင်းကွာကြခြင်းဒါမှမဟုတ်အချင်းအောက်တွေရှိခြင်းချက်ကျိုးပြဿနာချက်ကျိုးကျွံကြခြင်းအမိခင်ရဲ့ကျမရဲ့အခြေအနေဆိုးရွားလာခြင်းဥပမာသွေးဆင်းများတာလို့ကိုယ်ဝန်စိတ်တက်တာလို့တအိမ်ပေါက်တာအဲ့လိုအခြေအနေတွေဆိုလို့ရှိရင်အရေးပေါ်ခွဲစိတ်မှုကိုလုပ်ရပါတယ်။ကြည့်ဒီလိုမျိုးအရေးပေါ်ခွဲစိတ်တာကဘယ်လိုမျိုးဆက်ပြီးလှုပ်ဆောင်ရလဲ ထမအောင်ဆုံးအရေးပေါ်အခြေအနေကိုအမြန်ဆုံးသုံးသပ်ရပါတယ်။မိခင်ကအရန်သွေးဆင်းနေဆိုလို့ရှိရင်သွေးသွေးမှုလုံနိုင်လား။ဖေးရဲ့အခြေအနေကတဖြည်းဖြည်းနဲ့ဆိုးရွားလာလားဆိုပြီးတော့လေးမြန်စာသုံးသပ်ပြီးရေးကြည့်ရင်ကြီးတယ်လို့အချိန်မီခွဲကန်းဝင်ရနိုင်တယ်။ထမအောင်ဆုံးခွဲကန်းနဲ့ရောက်လို့ရှိရင်အဲထုံစေးပေးမယ်ပြီးလို့ရှိရင်စီးပိုက်တက်တာရေလုံမယ်။ဒီထုံစေးပေးတာကပုံမှန်ဆိုလို့ရှိရင်ခါရိုးထုံစေးကိုအသုံးပြုလေးရှိတယ်။ဒါပေမဲ့အရေးကြီးရင်ကြီးတယ်လို့မေးစေးသုံးရနိုင်တဲ့အခြေအနေတွေလည်းရှိနိုင်ပါတယ်။သွေးဆင်းရလို့ရှိရင်လည်းသွေးသင်းရနိုင်တဲ့အခြေအနေမျိုးတွေရှိတတ်တယ်။ဘိုက်အောက်ပိုင်းနဲ့တအိမ်ကို ခွဲပြီးတော့ခလေးကိုထုတ်ယူတယ်ပြီးလို့ရှိရင်ဒီလုပ်ငန်းစဉ်တစ်ခုလုံးက15မိနစ်ကနေပြီးတော့အကြုံးတစ်ခါလေးနောက်တိုင်းလောက်ထိကိုကြာနိုင်တဲ့အခြေအနေမျိုးရှိနိုင်တယ်နောက်ပြီးအဲ့မှာခလေးကိုထုတ်ယူသွားပြီးတော့ခလေးကိုဆရာဝန်တွေကစစ်ဆေးနေစဉ်မှာဒီတာဖွားဆရာဝန်ကပြန်ပြီးတော့တအိမ်နဲ့ပိုက်ကိုဂီယူတစ်ဆက်ပြန်ချုပ်ပါတယ်ခွဲပြီးသွားလို့ရှိရင်ဒီပြန်လန်လန်လန်ထတာကရိုးရိုးခွဲဆဲတာနဲ့တော့အမကွာဘူးပေါ့နော်ဒီခါရုပ်ထုံစစ်ထိုးလာတဲ့အတွက်ကြောင့်မလို့ဒီပလက်နေရလိမ့်မယ်ပြီးရင်ခလေးအခြေအနေကိုကြည့်ပြီးတော့ခလေးကကောင်းလို့ရှိရင်မိခင်တို့ကိုအဲချက် င်းလာစုခိုင်းနိုင်တယ်ပြီးရင်နာကျင်မှုကိုတတ်တာဖို့အတွက်ဈေးတွေပေးလိမ့်မယ်ပြီးတော့တအိမ်ကျုံဖို့အတွက်ပိုက်မှာဈေးချိတ်တာတွေပါလေလုပ်လိမ့်မယ်နောက်ပြီးရင်ဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲရှောက်တာတွေပါလေဆရာဝန်ညွှန်ကြားတဲ့အတိုင်းပဲလုပ်ရလိမ့်မယ်သတိထားမှာတော့အလေးပင်တွေမမရဘူးပြီးလို့ရှိရင်အနာကောင်းကောင်းယူရပါလိမ့်မယ်အဓိကပြောချင်တာကစိတ်ခံစားမှုပေါ့နော်ဒီလိုမျိုးကိုကစီစဉ်ထားတာမဟုတ်ပဲနဲ့တရေပေါ်ခွဲပြီးမွေးလိုက်ရတဲ့အတွက်ကြောင့်မလို့မိမိရဲ့စီစဉ်ထားတာတွေက တခြားတခြားစီဖြစ်သွားတဲ့အကြောင်းမလို့အနေနဲ့အများစိတ်ထိခိုက်တာလည်းဖြစ်နေမယ်အဲ့တော့ဒီချိန်မှာကစိတ်ခံစားမှုမျိုးစုံကရောနေပါလိမ့်မယ်ခလေးလေးကိုကြကြမာမာနဲ့အောင်မြင်စွာမွေးနိုင်လို့ပျော်ရွှင်ရမှာဖြစ်တယ်လို့ကိုယ့်ရဲ့နောက်ကစီစဉ်ထားတဲ့အစီအစဉ်တွေကပြောင်းလဲနေဖြစ်သွားတဲ့အတွက်ကြောင့်မလို့အကူအညီလိုအပ်ရင်လိုအပ်နိုင်တယ်အဲ့တော့ဒီချိန်မှာမိခင်နဲ့ခလေးကြမာမှုအတွက်ကအရေးကြီးဆုံးပါအဲ့ဒါကြောင့်အကူအညီလိုရင်လိုအပ်တဲ့အကူအညီတောင်းခံပါဒီအရေးပေါ်ခွဲစင်းမှုဆိုတာကအသက်ကယ်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမဲ့မိမိတို့အနေနဲ့စိတ်ဖိစီးမှု များနိုင်တဲ့ကိစ္စတစ်ခုလည်းဖြစ်ပါတယ်။အဲ့တော့ကိုယ်ဝန်ဆောင်ထားရတယ်ဆိုတာနဲ့ဒီမိမိရဲ့တာဖွားဆရာတော်နဲ့တိုင်ပင်ဆွေးနွေးပါဒီရိုးရိုးမွေးလို့ရမလားဒီအချိန်နဲ့ခွေးမွေးလို့အဆင်ပြေမလားအခက်မသိလို့အရေးပေါ်အချိန်နဲ့ဘယ်လိုအချိန်တွေဖြစ်လာနိုင်လဲဆိုတာကိုဆရာတော်နဲ့တိုင်ပင်ဆွေးနွေးပါနောက်ဆုံးအနေနဲ့ကျွန်မအရေးကြီးတာတစ်ခုမှာကျင်တာကမိမိတို့ပုံမှန်မွေးပုံမှန်မဲမွေးမွေး ရချင်းနဲ့ခွဲမွေးမွေးအရေးပေါ်ခွဲမွေးရတာပဲဖြစ်ဖြစ်မိခင်နဲ့ကလေးကျမဖို့ကအရေးကြီးဆုံးပါဒီနောက်ပိုင်းမိမိရဲ့ကလေးလေးကျမအောင်ကောင်းကောင်းဖွံ့ဖြိုးအောင်မိမိရဲ့မိတ်ဆွေတွေအိမ်သားတွေကိုအကူအညီတောင်းပါပြီးရင်တကယ်လို့ကျမရင်းနဲ့ပတ်သက်လို့အကူအညီလိုလို့ရှိရင်လည်းအဲကျမရေးစောင့်ရှောက်တဲ့ဆရာဝန်လေးဆရာမတွေကိုအာမနာနဲ့မေးပါ လူငယ်တဲ့ကလေးကျမကြီးကအလုံးထပ်ပို့ပြီးအရေးကြီးဆုံးပါအားလုံးပဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင်ဒီဗီဒီယိုကို like လုပ်ပြီးတော့ share လုပ်လို့ရပါတယ်ဒီလိုမျိုးကျမမိခင်တဲ့ကလေးကျမကြီးဘူသူတာတွေမိမိတို့ကျမကြီးကိုုံဆောင်ကျမကြီးတွေကလေးကျမကြီးတွေအဲ့အကြောင်းကိုစုံနေစွာသိကျင်နေဆိုလို့ရှိရင်တော့ကျမရဲ့ channel လေးကိုအဲ follow နဲ့ subscribe လုပ်ထားလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်